်နေရတယ်တွေ့တယ်တွေ့တယ်ကျဲအောင်မယ်စူမလို့စိတ်ကောနေတော့ကျဲအောင်မယ်ကျဲအောင်မယ်မျှဝေပေးအောင်ကျဲအောင်မယ်လိုက်တာလည်းအရင်မဲ့သိလားခေါင်းကြီးပါကြိုက်တယ်ခေါင်းကြီးပါကြိုက်တယ်ကျမလည်းအိမ်မှာခေါင်းကြိုက်စရာကြီးတော်တော်လေးဟို ဒီကနေ့အပူလေးရှိနေသေးတယ်ကျွန်မအဲ့အပူလေးငိမ့်တော့မယ်ကိုယ့်အကွက်ကိုရှာထားတဲ့အပူလေးမလို့20ဝန်းကျင်ဘာလေးရနိုင်မလဲတည်တဲ့နဲ့လဲရောင်းလဲတည်တယ်လဲရောင်းက38 20ဝန်းကျင်ကတော့ဒီခဏလေး20ဝန်းကျင်ကတော့ခဏလေးရှာပေးမယ်ဘာလို့ကျင်တာလဲ20ဝန်းကျင်ကလေ20ဝန်းကျင်ဘာလို့ကျင်တာလဲပြောဘလို့ဘလို့လို့ကျင်လဲ20ဝန်းကျင်လဲရောင်းက38နော်စုအောင်မယ်စုအောင်မယ်စုမလို့စုမလို့စုမလို့ စူဖို့ရှိသေးတယ်အကြီးမင်းဖို့ပူလေ20ဝန်းကျင်ကနေအောင်ရှာပေးမယ်ခေါင်းကြီးရမ်းကြိုက်တာလေကျမလည်းတော့ကနေများတယ်သိလားအိမ်မှာသားတော်မောင်ကိုကိုကျွန်းသားမောင်ဆိုတော့ကြာလူသားထင်မှာဆိုလို့ကြောင်သားနော်ကြောင်သားဆုံးလာတာ21ရက်နေရမှာမြန်မာပြည်ငလင်ဖြစ်မယ်ဆိုပြီးတော့မှအကြီးကျယ်နဲ့ဖြစ်မယ်ဆိုပြီးတော့မှဖြစ်မယ်ဆိုတော့ဒါလေးဖက်ခု21ရက်နေရမှာဆုံးတော့ကျွန်မယင်နေရကွဲပြီးတော့လေ ကျမရင်းနေရကွဲပြီးတော့ ဟိုစာဒီမှာဒါလေး18သိန်းเนาะနေလို့နေရာကူဒီကိုကကိုတော့မနေပြန်ထူတောင်ရဒီမှာဒါအပြုံးနဲ့အလုတ်လောက်ရတာဟုတ်เนาะအပြုံးနဲ့လုံနေရပြီမဲ့အိမ်ပြန်ရောက်ပြီဆိုတတိယနေအိမ်ပြန်ရောက်ပြမင်းစားပြန်ရင်တတိယသိလားအိမ်အလုတ်ပြီးလို့ပြန်ရင်တတိယညာအိမ်တတိယဟောကရင်မော်လှဲ့တတိယအောင်စင်တတိယဟောဒီလိုပေါ့လေအိမ်မှာเนาะ18နှစ်တောင်တူတူနေလာတာဟုတ်ဆိုတော့လူတယောက်လိုပဲဖြစ်နေတာဆိုတော့လေเนาะလူတယောက်ဆုံးရှုံးရတယ်လို့ပဲရေဘတ်ထဲမှာနေတအိမ်လုံးစိတ်မကောင်းကြဘူးပေါ့လေဒီမှာပူခံစားရတာပေါ့ နောက်တစ်ခါဟိုဟိုကျွန်မဆိုအရန်ကတ်အရန်ဆိုတဲ့ခါကြတော့လေဟိုတကယ်လို့လေမျက်စိရှိရနေပြောင်းမခံအဲ့လိုနေတာသူကလေအဲ့လိုနေတာအဲ့ရင်တော့မှဒီလိုအသားလေးနဲ့လက်ကလေးနဲ့အဲ့လိုလေးလာထိပ်ပြီးမှအိတ်တဲ့ကလေးဆိုတဲ့ခါကြတော့လေလူသားသမီးတောင်မှလူသားသမီးကကျွန်မတို့ရင်ခွင်တွေကနေထွက်ပြီးလူလောကကြီးကိုထွက်သွားတာအသက်15နှစ် เนาะသူကသူလူလောကကြီးကိုသူကသူထွက်သွားပြီးတော့မှသူ့ချက်တော့ပေါ့သူရက်ပြီးတော့မှအဲမိဘရဲ့ရင်ခွင်ကနေပြီးတော့မှထွက်သွားတာအသက်15နှစ်မှာထွက်သွားတာပေါ့เนาะမိဘနဲ့ခွဲနေတာအသက်15နှစ်မှာစပြီးခွဲနေတယ်ဆိုတော့အခုဒီကြောင်သားသမီးက18နှစ်အထိကျွန်မနဲ့လက်ပွန်းတတိနဲ့အတူတူနေလာတော့ခန်းစားချက်တရားမကောင်းဘူးပေါ့เนาะနေအောင်ရှိတယ်တနစ်ကြီးတနစ်ငယ်ပေါ့လေ16နှစ်16နှစ်ကလေးမလေးက तू ကကြသမီးလေးပေါ့เนาะ16နှစ်ကလေးမလေးက तू က ဟိုဒီဂျိုင်းအောက်ကလေးမှာအကျိတ်ကလေးရှိတဲ့ကကြတော့ကျမဟိုလွန်ခဲ့တဲ့၄၅၆လလောက်ရှိပြီပေါ့နော်အဲ့တုန်းကအဲ့အကျိတ်ကလေးကခွဲရတယ်၄၅လလောက်ပဲရှိပါသေးတယ်အကျိတ်ကလေးခွဲတယ်အဲခွဲတော့ကျမအကျိတ်ဒီပါလေဖြစ်ပြီဆိုနေတာပထမတစ်ယောက်လည်း no cancer နဲ့ဆုံးထားတာလေပထမပထမ73နှစ်မှာတစ်ယောက်ကလေ73နှစ်မှာ no cancer နဲ့ဆုံးထားတာသူ့အမလေဆိုတော့အေးအမတွေဆိုတဲ့ကကြတော့เนาะဒီလိုမျိုးဆိုတော့ကျမအကျိတ်ဆိုနေတာကျမစိတ်ထဲမှာ cancer ဆိုတဲ့ဟာက ပြင်ဆင်ထားပြီးသားပေါ့နော်အဲဒါပေမဲ့ခွဲလိုက်ပြီးတော့ကောင်းသွားပြီးတော့ချက်သွားတယ် အခုအဲ့နေရာလေးကပြန်ပွားပြီးအနားလေးတွေကဖူပြီးတော့မှလေအချိတ်ကလေးကိုဟိုနားထွက်ဒီနားထွက်ဒီပြန်ထွက်လာတာပေါ့နော်ပြန်ထွက်လာပြီးအနားလေးတွေကပူနေပူတော့သူကလေအေးတဲ့နေရာရှာအိတ်တာပေါ့အရင်ဆုံးကရင်မောကနေမစင်းတဲ့သူကလေအဲ့လိုတမန်တလင်းနေရေချိုးကန်းကကြွေပြားတွေပါသိလားဟိုကျမအဝတ်လဲကန်းကကြွေပြားတွေမှာပဲတော်တော်အိတ်တယ်အေးတာလေဒီနေရာပူနေတာဟောအပူချိန်နေရှင်း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 နဲ့ထွက်နေတဲ့ခါကျတော့သူကလေအေးရောင်တမန်တလင်းပေါ်မှာကြပူအေးတယ်နဲ့တူပါအဲ့လိုမျိုးလို့ဆိုအာဒီနေ့သွားတဲ့ခါကျတော့မနေ့ပြန်ဓာတ်မှန်ရိုက်ပါရိုက်ပေါ့လေဆီယောင်မင်းကတော့ကင်ဆာလို့တန်တရားရှိတယ် ပေါ့ကင်ဆာဆိုရင်ကင်ဆာဆေးသူသွင်းနိုင်သွင်းတာကိုခံနိုင်မှာမလားမခံနိုင်မှာမလားဆိုတော့အဲ့ဒါဒီနေ့အိတ်နေနဲ့အဲမနိုးသေးဘူးကျွန်တော်တို့မနေ့ညအိတ်တာလေးနည်းနည်းနောက်ကြတော့တနားလောက်က အဲ့ဒါဟိုမှာမီလီယံဈေးကန်နေပြန်လာပြီးလာပြောတဲ့ခါကျတော့သူ့ဖေကလည်းမျက်နှာကြီးရွက်လောက်ပဲကြံ့တော့ကိုကလည်းလေခေါင်းတွေပါကားလိုက်ပြီးတော့အသူ့ဖေကလည်းတစ်ချိန်လုံးသူ့သမီးအသူ့သမီးနဲ့အဲ့ဒါလိုက်လိုက်ပြီးတော့မှအဲ့ဒါခေါ်ပြီးတော့အဲ့လိုလိုအပူတွေတောကတွေပြောပါတယ်နော်အဲ့အတွက်လည်းပြင်ဆင်ထားရတယ်စိတ်ကိုလေတော်ပြီလို့အဲ့ဒါသူ့ဖေကလေအေးပြီးသွားရင်ပေါ့ဆလေးအဲပေါ့ဆလေးတရောင်လောက်တော့ဥစားလောက်ပါအောင်ဥစားပေါ့လေ ဟိုပေါက်ဆာလေးပေါက်ဆာလေးတယောက်လောက်တော့ပေါက်ဆာလေးတယောက်လောက်တော့ဟိုဥစားဖြစ်ပါအောင်ပေါ့မွေးမွေးခုရှာလိုက်အောင်မယ်ပေါ့လေဆိုတော့တော်ပြီတန်ရုံးစင်တစ်ခါထပ်ပြီးတော့မှလေဖြစ်ရမယ်တော်လိုက်ပြီတော်ပြီတော်ပြီလို့ဆိုအဲ့ဒါအဲ့ဒါပေါ့လေနော်အဲ့လိုလေးဖြစ်တယ်အဲ့လိုလေးဖြစ်တဲ့ခါကျတော့ ရင်ထဲတွေမှာကလေမကောင်းတော့ဘူးအခုခေါင်းကြီးအုံးပြီးတော့မှခေါင်းကြီးကိုကိုက်ပြီးတော့မှအဲ့လိုဖြစ်တဲ့အဲ့ဒါကြောင့်ကျွန်မကတော့လေအကုံလုံးကိုလေတတိဆန်လေးတွေချစ်တဲ့သူတွေမှာလည်းလေခံစားချက်တည်နော် ခံစားရတာလေလေတော်ပြီလို့ကိုယ့်အကူရှာထားတဲ့အပူမီးတွေတောက်လောင်တယ်နော်အပူမီးတွေတောက်လောင်တယ်အဲ့ဒါတန်ရောစင်မီးတွေအဲ့ဒါတွေငိမ့်မှဖြစ်မယ်သိလားတန်ရောစင်မီးတွေအဲ့ဒါအဲ့ဒါတစ်ချက်အဲ့ဒါကတော့တန်ရောစင်နဲ့ပတ်သက်တဲ့အပူနဲ့ပတ်သက်တဲ့တောကအောင်ပြောပြတာနောက်တစ်ခါကျဲမှာအခုဟိုဘက်အစွန်ဒီဘက်အစွန်နှစ်ခုပြောရတာနော် ရဲဘော်တွေစိုးတဲ့ရဲဘော်တွေရှိတယ်ဘလို့စိုးတဲ့ရဲဘော်တွေရှိလဲဆိုတဲ့ခါကျတော့မနေ့ကကျမတို့တွေကစာဝင်တဲ့ page ကနေပြီးတော့မှာ ဇာဝင်နေခါကြတော့ဘာဖြစ်လဲဆိုတော့ picker ကို report လုပ်တယ်တဲ့เนาะဆိုတော့သူရတယ်ကိုမရဘူးကိုရတယ်သူမရဘူးဆိုပြီး picker ဆိုတော့အလှူเนาะလှူတာလေဟုတ်တယ်လား sanction တွေကလှူတဲ့အလှူ၃000ပါလေရတဲ့သူလည်းထိထိမိမိရပါစေဆိုပြီး sanction တွေကလှူတာကျွန်မပတ်စံမဟုတ်ပါဘူး sanction တွေလှူပေးတာเนาะ sanction တွေကလေဟိုတချို့ ဆိုင်လည်းမပေးဘူးပေါ့ပေးတာအကုန်များတော့အဖြစ်အပြေးပါတယ်အကုန်လုံးကနော်ဆိုတော့လေအဲ့ဒါဆိုင်ရှင်နေရဲ့အလှစေတနာနဲ့တကယ်ကိုတို့တို့ကလည်းအော် life နေပြီဆိုရင်ရပါစီခုနှစ်ရသားသမီးဆိုပြီးတော့မှလှူတာ၃ဆောင်အဲ့တော့ပောက်တဲ့သူယူပေါ့နော်ကျွန်တော်တို့ကလည်းဒီလိုလေးလုပ်ပေးတာအဲ့ဒါကို report ထုတ်တယ် report ထုတ်တော့ page က restrict ဖြစ်တယ်နော်ဆိုတော့လေစာဝင်တဲ့ page က restrict ဖြစ်တယ်ကျွန်တော်တို့ page ကနော်အခုဟို ဖြစ်တယ်ပေါ့လေအဲ့လိုမျိုးလေးဖြစ်တယ်ဆိုတော့ဘာဖြစ်လို့အဲ့လိုလုံးရတာလဲလို့နော်တနေ့တနေ့ညပောင်းမြောက်များဆိုတာလေတနေ့ကို3000လုံးနဲ့ပေးလာတာကြမ်းငွေငွေလေးဆိုဘလောက်ရှိပြီလဲလူပေါင်းနေဘလောက်ရှိပြီလဲနော်ဆိုတော့လေဒါကတော့သူကသူရတဲ့ရတဲ့တဲ့သူရမှာပေါ့ကျွန်မတို့လည်းစီစစ်တာပဲလေခုနလို3လေးခုရေးတာတွေမရေးတာတွေဘာတွေညာတွေလေးနော်ဆိုတော့အတက်နိုင်ဆုံးတော့ဟိုလုတ်ပေးတာပဲကျွန်မတို့လည်းတေးတေးချာချာတော့အရန်ကြီးတော့လေဟိုတစ်ခါလေးကြာရင်ဘယ်နှခုရှိနေလဲဘာလဲညာလဲတော့လေအဲ့လိုထွက်ကြလာ ေသေးချာချာတော့လည်းမစစ်ဖြစ်ဘူးပေါ့နော်။အော်ပေါက်သွားတယ်ဆိုရင်တော့လည်းပေးလိုက်ပေါ့။ဒါပေမဲ့စီကံလေးရှိကြပါလို့တော့အားလုံးပြောပါတယ်နော်။ဆိုတော့ဟိုအမြန်များသောအဖြစ်နဲ့အကုန်လုံးတော့စီကံလိုက်နာတယ်လို့ကျွန်မကတော့မြင်ပါတယ်နော်။ဆိုတော့ဟိုဒါပေမဲ့လေငါမရရလေခြင်းငါမဖြစ်ရလေခြင်းဆိုပြီးတော့မှဒီဒီပစ်က post ကို report လုပ်တာကြတော့လေလေ report ထူတာကြတော့လေလေဟိုမကောင်းမှုပေါ့နော်အဲ့လိုကြီးလုပ်တာလေအဲ့လိုကြီးလုပ်တဲ့ခါကျတော့ဒီမှာကျမအလုပ်လုပ်ရတာခတ်တာပေါ့နော်အလုပ်လုပ်ရတာခတ်တာပေါ့ဟိုဟိုရပိုင်းရဆို April Mosan May တရက်နေ့က post ကို report ထူတာနော်မေဒီယာနေ့ကမနေ့ကစာဝင်တယ် page မှာစာဝင်တဲ့ခါကျတော့ Facebook ကနေပြီးတော့မှဒီဥစ္စာအဲဘာဘာဆိုလားတို့က gambling ဆိုလားလောင်းကစားနေဆိုလားဘလို့လားဗျကျမတို့ကအလူလူတာလေးပေးတာလေးဟုတ်တယ်လားဆိုတော့ဟိုလောင်းကစား gain gain ကနေလည်းပါသွားတယ်ဘလို့ဆိုတဲ့ကကြတော့အမေလောင်းကစားဟုတ်တယ်မလား gambling နဲ့တူတယ်เนาะမီးလေအဲ့လိုမျိုးလုတ်ပြီးတော့မှလေဟိုဥစ္စာ report ထုတယ်သိလားဆိုတော့မလုံရဘူးလေနော်လုတ်တဲ့သူလေကျမတို့အလုံးလုံးရတာဒီမှာလေခတ်တာပေါ့ကျမပတ်စံလေဒီမှာဆ ဆိုင်ရှင်ကလှူတဲ့ပတ်စံကိုကျွန်တော်တို့ကဂျားရီကနေဝန်ဆောင်မှုပေးတာလေဆိုင်ရှင်တွေကလည်းသူတို့ပတ်စံကိုလှူပေးတာလေနော်ဆိုတော့ရတဲ့ရတဲ့တဲ့သူသူကသူရသွားပေါ့ဒီလိုမျိုးဟိုဟိုလူကိုမျက်နှာလိုက်တယ်ဒီလူကိုမျက်နှာလိုက်တယ်ဟိုလူလှုပ်တယ်ဒီလူလှုပ်တယ်ဖြစ်မှာဆိုလို့တောင်မှပစ်ကာနဲ့ဒီလိုမျိုးလှုပ်ပေးတာအဲ့ဒီမှာလဲဒီလိုပဲ comment တွေကိုအများကြီးရေးကြတယ်တို့ဘာတို့ညာတို့ comment အများကြီးရေးတိုင်းတော့လဲမပေါက်ပါဘူးเนาะဒါကတော့သူကသူပေါက်ချင်တာနဲ့သူကသူသူ့ရဲ့ AI ကနေသူကသူဖြစ်တာနဲ့ဖြစ်တာပါဒါပေမဲ့လဲ comment အများကြီးရေးလို့ပေါက်တယ်လို့စိတ်ထဲမှာထင်ကြတော့ ော့တိုင်ညတော့ကြလို့တော့မှလေကျမကလေအော်ဒီလိုနေမရင်းနဲ့နော်ဘာညာဆိုပြီးစီကန်းလေးတောင်အတင်းလေးပြောပါသေးတယ်နော်ဆိုတော့လာလဲတိုင်ညတယ်တိုင်နေဆိုရင်တော်ပြီပေါ့ကျမတို့ page ကို report လုပ်တာကြတော့ကျမတို့ထိတာပေါ့ gambling ဆိုပြီးလုပ်တာမလားမင်းလေဟုတ်တယ်မလားနော်ဆိုတော့လေအဲ့တော့ကျမက page ကဒုက္ခရောက်တာပေါ့ကျမအလုပ်လုပ်ရတာလေနင်းနေကျမကိုလည်းအားနာပေါ့နော် ကျွန်တော်နည်းနည်းအားနာပေးလေနော်ဆိုတော့ဒါလူပေးတဲ့ပတ်စံလေးနော်လူပေးတဲ့ပတ်စံဆိုတော့အဲ့လိုမလုပ်ရဘူးလေနော်အဲ့လိုမလုပ်ရဘူးဆိုတော့လိုချင်တာတော့လိုချင်တာပေါ့လူတိုင်းကျွန်တော်တို့လည်း ဖြစ်နိုင်ရင်ရှိသမျှကြည့်ရတဲ့သူအကုန်လုံးပေးကြတယ်နော်ပေးကြတယ်ဒါပေမဲ့လည်းမတက်ဆွမ်းနိုင်ဘူးဒါကြောင့်မလို့အခုအနှဲကြအနေနဲ့တော့ရအောင်ရအောင်ရအောင်ဆိုကျွန်မဒီမှာကြည့်နေတဲ့ရဲဘော်အရင်ချားနေတာမရဘူးဒီမှာကြည့်နေတဲ့ရဲဘော်တွေဆိုနှစ်ပေါင်းမြောက်များစွာရှိပြီးဟိုမှာမန္တလေးကဂူဂူတို့ဘာတို့ဟိုမှာအာဟိုအများကြီးကျွန်မကျွန်မဒီမှာအားဖွဲ့တွေကတကယ်ကိုဟိုရဲဘော်ကိုရဲဘော်ဟောင်းနေတာမှတခါဘူးမှမပေါက်ဘူးသေးတဲ့သူတွေအများကြီးရှိတယ်မနေ့တနေ့အမှဝင်ကြည့်တယ်အာတခါလေးရေးလိုက်တယ်သူကသူပေါက်သွားတဲ့သူတွေလည်းအများကြီးပဲရှိတယ်တစ်ချိန်မဟုတ်ဘူးအချိန် ချိန်ထပ်ပေါက်နေတဲ့တွေလည်းအများကြီးရှိတယ်။ဒါကျွန်တော်တို့လည်းလောက်တာမဟုတ်တော့ကျွန်တော်တို့လည်းစိတ်သက်သက်နဲ့ပေးလိုက်တာ။ဒါပေမဲ့ page ကို report ထူတာမျိုးပါမျိုးကြတော့လည်းမကောင်းဘူးပေါ့နော်။ကျွန်မအလုပ်လုပ်ရတာခက်တယ်လေ။နော်။ restrict ဖြစ်တယ်လေ။ကျွန်မ page ကအလုပ်လုပ်ရတာနော်။အခုကျွန်တော်တို့စာပြန်တင်ဗာပြန်တင်နဲ့လုံးရတာပေါ့သိလား။နော်။ဆိုတဲ့ခါကျတော့နည်းနည်းလေးအဲ့ဒါလေးကကျတော့အဆိုးတယ်နော်။အဲ့လိုမလုပ်ရဘူးလေနော်။အဲ့ဒါလေးတော့စိတ်ဆိုးတယ်။အဲ့ဒါလေးတော့စိတ်ဆိုးတဲ့အကြောင်းပြောတာ။အဲ့ဒါတော့ဒါအစိတ်ဆိုးတယ်။ နော်အဲ့ဒီကိစ္စတော့စိတ်ဆိုးတယ်ဟိုဒီ page ဒီ page ကို report ထူတဲ့ကိစ္စတော့စိတ်ဆိုးတယ်နော်ဆိုတော့လေဟုတ်တယ်လား ယူဂျင်နယ်လေးဟုတ်တယ်လားဆိုတော့ဒါကလေဟို lucky money ပေါ့နော်ကျမတို့ကလည်းတချို့လည်းပတ်စံရှိတဲ့သူတွေပေါက်ပါလေဒါပေမဲ့ lucky money လေနော်ဒီလိုမျိုးပါဟိုစဖြစ်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ပါဘူးဒါပေမဲ့လေဟိုဒီလိုမျိုးကြီးတွေပေါ့မရလို့ဟိုတိုင်ဟဲတောဟဲဟာဘလို့ဖြည့်ရှင်းညာဘလို့ပြူကြညာလို့ပွဲဖြစ်เสียရလဲမလို့ဘူးကွာသူလားကျမကလည်းလိုမျိုးဆိုရှက်တယ်နော်ပွဲဖြစ်စရာလည်းမလို့ကျမတို့ကလည်းကလိန်ကချင်းမဟုတ်ပေးချင်လို့တော့မှပေးထားတဲ့ကပတ်စံအခုအဲ့တော့ကျမတို့က pick up post တင်လို့မရဘူး နော်ပီကာပို့စ်တင်လို့မရဘူးသိလားအဲ့တော့ကိုယ့်ဟာကိုမရအောင်လုပ်လိုက်တာပဲအဲ့တော့မဲထဲမှာပဲအဲ့3000ကို10ရောက်ပေးလိုက်မယ်အဲ့တော့3000တလုံးတစ်ခဲတည်းမရတော့ဘူးပေါ့ရှင်းသွားတာပေါ့ဟုတ်တယ်လားနော်3000တလုံးတစ်ခဲတည်းမရတော့ဘူးပေါ့အဲ့တော့ကျမတို့ pick up post တင်လို့မရအောင် pick up post တင်ရင်ကျမတို့ page ကပို့စား तू อ่ะအဲ့ pick up post ကို gambling ဆိုပြီးကျမတို့ကိုလုတ်ထားတာအဲ report ထုတဲ့ तू อ่ะ နော်ဆိုတော့အဲ့ဒီကလည်းပြဿနာဖြစ်တယ်ကျွန်တော်တို့စီမှာလာပြီးတော့မှတိုင်နေတော့တယ်မလေးဟိုဒီလိုလှုပ်လို့လူတွေအများကြီးကိုပဲဖြစ်လို့ဘာလို့ညာကျွန်တော်တို့ကလည်းကျွန်တော်တို့မကျေနပ်လို့ဟိုတိုင်နေဆိုတော့ပဲကျွန်တော်တို့ကလည်းမှတ်တယ်လေဒီဒီ report ကြီးကို page ကိုတော့ထူရလောက်အောင်ငါတို့ကလည်း report ထူရလောက်ငါတို့ကမဟုတ်တာလုပ်တဲ့သူမဟုတ်ဘူးလို့ကိုကဒီလိုပဲနေတာလေနော်ကိုကပေးတဲ့သူလေပေးတဲ့သူကိုအဲ့လို report ထူတယ်တဲ့ဆိုတဲ့ခါကြတော့လေအာဘယ်သူလဲတော့ကျွန်တော်တို့လည်းမပြောတော့တိထားလိုက်ပါတော့လေနော်ဆိုတော့လိုက်ရင်တော့ ိန်ရတာပေါ့နော်ဆိုတော့မလိုက်တော့ပါဘူးနေပါစေတော့ဆိုတော့အဲ့တော့ကျမတို့အခု picker post တင်လို့မရဘူးတင်လို့မရတော့ဒီမှာမဲပို့ပေးမယ်10ရောက်ပို့ပေးမယ်အဲ့3000ကို10ရောက်မဲထည့်လိုက်မယ်ကျမတို့ပုံမှန်ကနေပြီးတော့မှ40ပေးတာကျမတို့50ပေးလိုက်မယ်နော်ဆိုတော့ပြန်တင်လို့ရတော့မှပဲပြန်ပေးမယ်အခုတင်လို့မရတော့ဘူးသိလားနော်တင်လို့မရတော့ဘူးအဲ့လိုဖြစ်တယ်သိလားမင်းကစာဝင်တယ်နော်အဲ့ဒါစိုးတယ်စိုးတယ်နော် ိလားပေးလဲပေးရသေးတယ်တိလားပေးလဲပေးရသေးတယ်အလုပ်လဲခံရသေးတယ်ဆိုတာကိုရင်းမအစင်နော်ပေးလဲပေးရသေးတယ်ပေးတာကိုလည်းမကြည်မချမ်းနဲ့အဲ့ဒါပြန်ပြီးတော့မှအလုပ်ခံရသေးတယ်အဲ့ဒါပေးပြီးတော့အဲ့လိုမျိုးဖြစ်ပုံလေးဆိုတာအဲ့လိုနော်ဆိုတော့အော်ဒီ page မှာနေလာတိုင်နေဆိုရင်က တိုင်နေဆိုတာလောက်နေရင်ပြီးပြီပေါ့ဒီလိုလေးပဲကိုကလည်းတွေးတာလीเนาะဘယ်ဟုတ်မလဲအဲ့ဒီနေ့ကတိုင်နေတိုင်နေသူကကို့ page ကိုပါ report ထုတ်ပလိုက်တယ်ကဲချမ်းဆိုတော့အဲ့လိုတို့မရလေချင်းဆိုပြီးတော့မှ page ပါ report ထုတ်ပလိုက်တယ်အဲ့ဒီ post ကိုထုတ်တာအဲ့ဒါအဲ့ post ကိုထုတ်တာကဲအဲ့ pic ကောငကတ်လှလိုက်တာဒီငကတ်ဘလောက်ငကတ်လှနော်လောက်လေခင်ဗျာဟုတ်ပါဂျွန်နီမျိုးရေးပေးလဲပေးရသေးတယ်အလုပ်လဲခံရသေးတယ် 195ဒိန်းနဲ့ရှယ်နော်တော်တော်ဟုတ်လားနော်